ပရိသတ်များအားလုံးဝင်မင်္ဂလာပါဝိုင်းလေးရဲ့ဝိုင်းလေးစတိုင်ယာရီဆိုတဲ့အစီအစဉ်လေးကနေကြိုဆိုပါရစေ။အာဒီကနေ့အစီအစဉ်လေးမှာတော့ဝိုင်းလေးကပရိသတ်တွေမသိသေးတဲ့အကြောင်းအရာတွေကိုလည်း sharing လုပ်မှာဖြစ်သလိုဝိုင်းလေးရဲ့အမှတ်တရတွေကိုလည်းပြောပြပေးသွားမှာဖြစ်ပါတယ်။ဒီကနေ့ပြောမယ့်အကြောင်းအရာလေးကတော့အာဝိုင်းလေးရဲ့အမှုပညာသက်တမ်းတစ်လျှောက်မှာလည်းအမှတ်တရအဖြစ်ဆုံးဖြစ်တဲ့ဘဝရဲ့အမှတ်တိုင်သချင်းလို့လည်းပြောလို့ရတယ်။လက်ခံမိသားစုရဲ့သချင်းနဲ့ပတ်သက်တဲ့အမှတ်တရတွေအားလုံးကိုဒီကနေ့မှာပြောပြသွားမှာဖြစ်ပါတယ်။ချင်းနာမရင်ချင်းမရင် မယ်ဆိုရင်လက်ခံမိသားတချင်းကဘဝရဲ့ပထမဦးဆုံးရေးရတဲ့တချင်းတော့မဟုတ်ဘူးပေါ့နော်ငငယ်လေးတည်းကဝိုင်းရဒီတချင်းရေးတာလဲဝါသနာပါလို့ပါမှမသိခဲ့ဘူးတချင်းရေးတာကိုဒီကီးဘုတ်မှာပါတဲ့တန်စင်လေးတွေရှိတယ်ပေါ့နော်ကီးဘုတ်ဖေဖေကဝယ်ပြီးတော့အဲ့ကီးဘုတ်မှာအော်တိုပါတဲ့တချင်းလေးတွေမှာစာသားလေးတွေထည့်ထည့်ပြီးတော့ရေးတတ်တယ်ဒါပေမဲ့ကလေးဆိုတော့ကလေးအတွေးလေးနဲ့ဟာတာလေးတော့ဖြစ်နေတာပေါ့အဲ့ရနေကိုကိုတချင်းရေးတတ်ရေးကျင်နေဆိုတာကိုသတိထားမိလာပြီးတော့ဝိတ္ထုစာအုပ်တွေတော့ဖတ်ဖြစ်တယ်အာဆယ်တန်းဖြည့်ပြီးတဲ့အချိန်မှာ အဲတက္ကသိုလ်စတက်တဲ့အချိန်မှာ first year လောက်မှာပေါ့နော်အဲဒီတချင်းလေးတစ်ပုတ်ကိုအဲ piano လေးတီးပြီးတော့ရေးချင်စိတ်ပေါ်လာတာပေါ့ကိုကကိုဒီနေင်းနဲ့တချင်းလေးနားထောင်နေရေးချင်စိတ်ပေါ်လာတဲ့အချိန်မှာအဲ piano လေးနဲ့ဒီလိုက်တချင်းလေးတွေရေးလိုက်စာသားလေးထည့်လိုက်ဆိုပြီးတော့ရေးရင်းနဲ့အဲဒီမိုသွင်းဖို့ဆိုပြီးတော့ဖုန်းနဲ့ recording လုပ်တဲ့အချိန်မှာဘေးမှာအမအကြီးဆုံးရှိနေတာပေါ့အဲ့တော့အဲ့တချင်းလေးစုပြီးွားတဲ့အချိန်မှာအမကြီးကနေဟဲ့ဒါဘာလို့တချင်းလဲအဲဘယ်ဘယ်ကတချင်းလဲဆိုပြီးပြောတော့မဟုတ်ဘူးအခုလေးတွေရေးလိုက်တာဆိုတော့ အဆွေနဲ့ဒီသင်းလေးပေါက်မှာတဲ့အဲ့လိုပြောတာဒါပေမဲ့ကိုကအဲ့ချိန်တော့ကလေးပဲရှိသေးရဲ့ကလေးပေါ့လေဒီလူငယ်အရွယ်ပေါ့ဘာမှလည်းအနုပညာလှူရှားမှုဆိုတာလည်းမရှိဘူးအဲအနုပညာမျိုးလည်းမရှိဘူးဘယ်ကနေတချင်းကိုစရမှန်းလည်းမသိဘူးပေါ့အဲ့ချိန်မှာပဲအဲဘလို့လုပ်ရင်ကောင်းမလဲဆိုတဲ့ချိန်မှာအဖေကနေပြီးတော့ဒီတချင်းလေးကိုအဲကီးဘုတ်လေးနဲ့စိုးတီးပြီးတော့သူရိုက်ပေးတယ်ရိုက်ပြီးတော့ YouTube မှာတင်ပေးတယ်ပေါ့နော်သူရဲ့အဲ့တော့ကိုယ့်ရဲ့ YouTube လည်းမရှိဘူးပေါ့အဖေလည်းဒီတိုင်းပဲဖွင့်ထားတဲ့ကိုယ့်ရဲ့တမီးရဲ့အနုပညာလှူရှားမှုတွေကိုတင်ဖို့ဆိုပြီးတော့မှ အဖေက YouTube လေးဖွင့်ပြီးတော့အဲ့ဒီမှာစပြီးဒီဗီဒီယိုလေးကိုစရိုက်ခဲ့တာပေါ့ဆိုတော့အဲ့ရကနေလက်ခံမိသားတချင်းလေးအစပြိုးထားတာပေါ့နော်ချစ်ဟာပါလေတဲ့ ပြီးတဲ့ချိန်မှာဒီ Miss ပြိုင်ပွဲ2014ပြိုင်တဲ့ချိန်မှာဝမ်လီတို့ talent show ပြိုင်ရတယ်ပေါ့နော် talent show ပြိုင်တဲ့ချိန်မှာအာဘာပြိုင်ရင်ကောင်းမလဲသူများတွေကအကတွေပြိုင်နေအဲအဲ့လိုတွေပြိုင်ကြချိန်မှာဝမ်လီကထူးထူးခြားခြားလေးဖြစ်သွားအောင်ရေးဆိုတီးပေါ့နော်စနေရက်လည်းတီးပြမယ်ရေးထားကိုယ်တိုင်လည်းရေးထားတဲ့တခြင်းကိုဒီတခြင်းကို live လဲဆိုပြမယ်ဆိုပြီးတော့ talent show မှာပြိုင်ခဲ့တယ် အဲပြိုင်တော့လဲအဲ့လိုမဲအာပရိသတ်တွေဆိုတိမာပါဒီဗီဒီယိုလေးကြည့်ကြည့်လိုက်မျိုးပေါ့နော်ဒီအာဂါဝင်အဖြူအပြန့်ကျဲကြီးမှာပန်းပွင့်အပွင့်လေးတွေနဲ့အဲတကယ်ကို princess လေးပုံစံလေးနဲ့ဒီတခြင်းလေးကိုဆိုတီးပြီးတော့ပြိုင်ခဲ့တာပေါ့အဲ့ဒီရဲ့တခြင်းကလည်းပြိုင်နေတဲ့အချိန်မှာလည်းပြိုင်မိုးဝင်နေရောဒိုင်နီလည်းဒီတခြင်းလို့သဘောကျကြရဲ grand final မှာလည်း talent ဆုပေါ့ best talent award ကိုလည်းဒီဒီဒီတချင်းနဲ့ရခဲ့တာပေါ့နော်ဒီရေးဆိုတီးပြိုင်တဲ့ talent နဲ့ရခဲ့တာဆိုတော့လက်ခံမိသားတချင်းလေးကဒါ step 2အနေနဲ့အမှတ်တရဖြစ်လာပြီပေါ့နော်အဲ့ဒီအချိန်မှာအဲ miss ပြိုင်ပွဲမှာလည်းဝင်နိုင်ရသွားတဲ့အချိန်မှာဒီ forever bc terror နဲ့လက်တွဲရတယ်ပေါ့ contract ချုပ်ရတဲ့အချိန်မှာသူတို့ရဲ့ artist ဖြစ်သွားပြီးတော့အာဝမ်လီကိုဒီပထမဦးဆုံးတကူတော်အခွေ album သူတို့ထုတ်ပေးမယ်ပေါ့ထုတ်ပေးမယ်ဆိုတော့အဲ့ဒီတဲမှာဒီလက်ခံမိသားတချင်းလေးကိုပြန်ပြီးတော့ထည့်လိုက်တယ်ထည့်ပြီးတော့အသေးချာဒီ triangle music band နဲ့အတူ copy ro နဲ့ arrange လေးလုပ်ပြီးတော့ဒီတချင်းကိုတီးခဲ့တယ်ပေါ့နော်ဆိုတော့ အထီစာလုံးမဲ့အချိန်မှာဒီသချင်းလေးကိုအာထည့်သွင်းပြီးတော့မှ twin ခဲ့တယ်ပြီးတော့အိမ်မက်ဆုံရအစီအစဉ်က9နိုင်လာတာပေါ့အဲ့ဒီအစီအစဉ်မတိုင်ခင်မှာကြော်ညာလေးအနေနဲ့30 seconds ာလေးပေါ့30 second လား15 second လားမသိဘူးအဲ့ဒီ second ပိုင်းစာလေးကိုဒီလက်ခံမိသားတချင်းလေးနဲ့ထီစာလေးစပြီးတော့တက်ခဲ့တာပေါ့အဲ့ဒီရဲ့ second စာလေးကနေပြီးတော့တနိုင်ငံလုံးသိသွားခဲ့တာပေါ့နော်ဘလောက်တောင်မှလဲဆိုရင်ဒီ album အာကို promotion လက်မှတ်ထိုးတဲ့နေ့မှာဒီတချင်းလေးကိုရနိုင်ကြပြီ ။အဲဆို chorus spike လေးပါတာပေါ့။အဲ chorus လေးကိုဒီ on air တက်ခွင့်ရတာဆိုတော့မန္တလေးရန်ကုန်ဒီ promotion တွေသွားတဲ့ချိန်တိုင်းမှာဒီတချင်းကပြည်သက်တွေကရပြီးသားဖြစ်နေတာမျိုးကအမတ်တရအယမ်းကိုဖြစ်ခဲ့တယ်ပေါ့နော်။အဲဝါလီတို့ဒီအခွေ2015ထုတ်တဲ့အချိန်တော့ဒီကန်းပြောရရင် CD ခွေတွေရောင်းရသေးတယ်။လက်မှတ်ထိုးပွဲတွေကိုတကယ့်ကိုနေတကာလှည့်ပြီးတော့လုပ်လို့ရသေးတယ်။ income တွေရှိသေးတယ်ပေါ့နော်။အဲ့ဒီအချိန်လေးကိုမှီခဲ့တယ်။အဲ့တော့အဲ့ဒီလက်ခံမိသားတချင်းလေးကဒီ 2015မှာ audio ထွက်ပြီးတော့2016မှာမလို့ DVD album ထုတ်ဖို့အတွက် music video ရိုက်ရဖို့ဖြစ်လာတာပေါ့အဲ့တော့ music video ရိုက်ရမယ်ဆိုတော့အာမင်းသမီးဘယ်သူနဲ့ရိုက်ရင်ကောင်းမလဲဆိုတော့အဲ့ချိန်မှာဝင်လေးတို့တငယ်ချင်းဒီမင်းမြင့်မုံနဲ့ပေါ့နော်မင်းမြင့်မုံရဲ့နောက်ပြီးတော့အောင်မင်းခန့်ရဲ့အာသူတို့နဲ့ရိုက်ကြမယ်ဆိုပြီးတော့ဒီ director ကောင်းဆန်ကနေပြီးတော့ဒီလက်ခံမိသားသချင်းလေးကိုအာရုပ်ရှင်ဇလန်းတွဲပုံစံလေးပေါ့ရိုက်ခဲ့တယ်ရိုက်တဲ့အချိန်မှာလဲ၃ရက်တောင်ရိုက်ခဲ့ရတယ်ပေါ့နော် သူကဇလန်တွဲပုံစံဆိုတော့ဝိုင်းလေးကတော့အဆိုကက်ကိုတရက်ရိုက်ရတယ်။ကျန်တဲ့ဒီတိရုပ်ဆောင်ပိုင်းတွေကိုတော့နှစ်ရက်သူတို့ရိုက်ခဲ့ရတယ်ပေါ့နော်။ပြီးတော့အာဝိုင်းလေးရဲ့ဒီဟွာမှာဆိုလို့ရှင် music video တွေထဲမှာဆိုလို့ရှင်ဒီလက်ခံပီးသားတခြင်းကလည်း cost တော်တော်များများကိုတုံးခဲ့တဲ့တခြင်းလို့လည်းပြောလို့ရရပေါ့နော်။ budget တော်တော်များခဲ့တယ်။အဲ့တော့ဒီတခြင်းလေး music video ထွက်လာတဲ့အခါမှာထပ်ပြီးတော့ပရိသတ်တွေကအာတတိထားမိသွားပြန်တယ်ပေါ့နော်။ဒီအာ ဟိုဟာနဲ့တရုတ်ဆောင်နေနဲ့ဒီတချင်းလေးနဲ့ဝိုင်းလေးနဲ့တွဲပြီးတော့လက်ခံမိသားကနောက်ထပ်ပြိတ္တရင်လေးကိုထပ်ပြီးတော့တိုးဝင်ရခဲ့တယ်။ဆိုတော့ဘယ်သွားသွားဒီတချင်းလေးကဝိုင်းလေးရှိုးပွဲတွေရဲ့အဖွဲ့တချင်းဖြစ်ခဲ့သလိုတချင်းဝိုင်းလေးအစီအစဉ်ရဲ့နောက်ဆုံးပိတ်တချင်းပေါ့အပိတ်တချင်းလေးအနေနဲ့လည်းပြိတ္တတွေနဲ့အမြဲတမ်းစူကိုစူရတဲ့တချင်းတစ်ပုတ်ဖြစ်လာခဲ့တယ်ပေါ့နော်။ တားကောက်မှလည်းမိတ်ဆက်ပြီးပေးဘာလို့အဖေက तू ဘသူလဲဆိုတာဖေးတရားသိလို့လား तू ဘသူလဲဆိုတာတဲ့ तू ဘလို့လူစားလဲဆိုတာကောင်းကောင်းသိဟုတ်ဟုတ်အဖေထင်းတဲ့လူစားမျိုးမဟုတ်ဘူးလို့

မှတ်တိုင်တစ်ခုအနေနဲ့ထပ်ပြီးတော့ဖြစ်ခဲ့ရပေါ့နော်အဲ့ဒါဘာလဲဆိုတော့ဂီတဘဝရဲ့အစမှာလက်ခံပြီးသားတခြင်းနဲ့စခဲ့တယ်လို့အာကိုဘဝတစ်စချိုးပြောင်းလဲတယ်လို့ပြောလို့ရလောက်တဲ့ turning point တစ်ခုမှာလည်းလက်ခံပြီးသားထောက်တိုင်ဖြစ်နေပါခဲ့တယ်ပေါ့နော်အဲ့ဒါဘာလဲဆိုတော့ဒီ2019ခုနှစ်မှာဝမ်လေးကိုအာဒီ ASEAN Fantasy ဆိုတဲ့ပွဲမှာမြန်မာကိုစားပြုအနေနဲ့ဖျော်ဖြေပေးဖို့အတွက်ကိုဒီတန်ယုံကနေဆက်သွယ်လာခဲ့တယ်ပေါ့နော်အဲ့ဒီအချိန်မှာအာကိုရီးယားနိုင်ငံမှာတော့ဖျော်ဖြေရမယ်နောက်ဘူဆန်နဲ့ချန်ဝမ်မှာချန်ဝမ်မြို့ပေါ့နော် နှစ်နိုင်ငံအနှံ့မြို့မှာတပ်ဖြုတ်ပြရမယ်ဆိုတဲ့အခါကျတော့အဲ့ဒါဆိုရင်ဝမ်လီယာဒီကိုပိုင်ရှိပြီးသားတချင်းလေးကိုလည်းကိုရီးယားလူမျိုးလေးငါဆိုပြရရင်ရန်ကောင်းပါပဲဆိုပြီးတော့အတွေးဝင်ခဲ့တာပေါ့အဲ့ဒီအချိန်နေမှာပဲမမရရသူတို့ဒီဒီ ASEAN Fantasy မှာဖျော်ဖြေဖို့အတွက် theme song လေးသူတို့ရိုက်ရမယ်ဆိုပြီးတော့ Korea Music Producer တွေအကုန်လုံးမြန်မာနိုင်ငံကိုရောက်ချလာတယ်ပေါ့ရောက်ချလာတဲ့အချိန်မှာသူတို့ team နဲ့ဝမ်လီယာအဲ့ theme song လေးဆိုရင်းရိုက်ရင်းနဲ့ အာငါ့ရဲ့အိမ်မက်တွေကိုကောင်းတယ်ဖော်ခွင့်ရရင်ကောင်းပါပဲဆိုပြီးတော့သူတို့ဒီအချင်းအချင်းလေးပြောဖြစ်တယ်ပေါ့နော်ငါဒီပွဲမှာငါ့ရဲ့တချင်းလေးကိုကိုရီးယားလို့ဆိုရင်ဘယ်လိုထင်လဲဆိုပြီးပြောပြီးတော့သူတို့နဲ့တိုင်ပင်ပြီးတော့အဲ့ဒါဆိုရင်နဲ့သူကကိုရီးယားလို့သူတို့ရေးပေးမယ်ပေါ့ရေးပေးပြီးတော့အာဝါလီကစုံမယ်ဆိုပြီးတော့လှုပ်လိုက်တယ်ဒါပေမဲ့အာဒီရေးပေးတဲ့အချိန်နဲ့ဒီတွန်းရမယ့်အချိန်နဲ့ဖြောပြရမယ့်အချိန်နဲ့အရန်ကတ်နေတဲ့ခါကျတော့ဒါဆိုရင်တော့ဝါလီတို့ဒီ ASEAN Fantasy ပွဲမှာမဖြောပြတော့ဘူးမြန်မာလိုပဲဆိုလိုက်မယ် ဒါပေမဲ့အဲ့ဒါပြီးလို့ရှိရင်တော့အတန်သွင်းပြီးတော့ produce လုပ်ပြီးဘူးသူတို့အာပါဝင်ပြီးမယ်ဆိုပြီးတော့ပေါ့နော်အာဝမ်လေးတို့ညှိခဲ့ကြတယ်ညှိပြီးတော့ဒီဝမ်လေးတို့ဘူဆန်မြို့မှာဖြောပြပြီးတဲ့အချိန်မှာဝမ်လေးတို့ဆိုးမြို့တက်ခဲ့တယ်ပေါ့နော်အဲ့တော့အဲအဲ့ဒီအချိန်မှာဝမ်လေးရဲ့စိတ်ကဘယ်လိုမျိုးလဲဆိုတော့အဲကိုရီးယားဇကားတွေတည်းရလို့ပေါ့နော် ကောင်မလေးတယောက်ကသူ့အိမ်မက်တွေကိုတပွေးတပိုက်နဲ့တကယ်ဟိုမြို့လေးကနေပြီးတော့မှအဲမြို့ကြီးဆိုးဆိုတဲ့နိုင်ငံကြီးကိုသွားပြီးတော့ အတန်သွင်းပြီးတော့ထုတ်လုပ်ရမယ်ဆိုတော့ feeling ကြီးပေါ့လေအဲ့ဒီ PTE နဲ့လမ်းတောက်လျှောက်ကိုပြုံးပြီးတော့အဲ့တချင်းနားထောင်ပြီးတော့သွားခဲ့တာပေါ့နော်အဲ့တော့ အဝမ်လေးရယ်ဝမ်လေးမန်နေဂျာရယ်ပြီးတော့ဒီဘာသာပြန်ပြီးတဲ့ကိုရီးယားစာရမ်းတော်တဲ့ညီမလေးတယောက်ရယ်ဝမ်လေးတို့၃ယောက်လုံးအဘူဆန်းနေပြီးတော့မှဒီဆိုးကိုတွားခဲ့တယ်အဲတွားပြီးတော့အဲ့ချိန်မှာကိုကဆိုးမှာလူကန်လည်းမရှိဘူးပြောရရင်သူတို့ music producer တွေဆိုတာလည်းတောက်လျှောက်အလုပ်တွေများနေတဲ့ချိန်ကြတော့သူတို့အပူကတ်ပြီးတော့ကိုကမပြောချင်ဘူးပေါ့နော်။နောက်ကိုကလည်း artist အနေနဲ့သွားတာဖြစ်တဲ့အတွက်ကိုရဲ့အခက်ခဲတွေကိုအဲ့လိုမျိုးရှိပါတယ်ဆိုတာမျိုးလည်းမပြောချင်တော့ကိုရတဲ့နီးနဲ့အဲလုပ်မယ်ဆိုပြီးတော့မှဆိုးမှာဝိုင်းလေးတို့ အာဒီအာဒီအိမ်နေလိုက်ရှာတာပေါ့တဲဖို့လိုက်ရှာတဲ့အခါကျတော့အော်ကိုလည်း budget လေးနဲ့စင်ပြေအောင်ဆိုပြီးတော့မှ gas house တစ်ခုကိုတွေ့တော့အဲ gas house ကိုဝင်လို့အာတဲလိုက်တဲဖို့စီစဉ်လိုက်တယ်ပေါ့နော်အဲ့တော့အဲ့ဒီ gas house ကဆိုလို့ရှိရင်ဝင်လို့ကိုရီးယားရုပ်ရှင်ဇာတ်ကားထဲမှာကြည့်တယ်လို့ပဲပေါ့နော်တကယ်ကိုတောင်ကုန်းလေးတောင်ကုန်းတောင်ကုန်းပေါ်ကအိမ်လေးဒီရက်ွက်တွေထဲမှာဖြစ်နေတာပေါ့နော်အဲ့တော့ location ကိုကိုကမသိတဲ့အခါကျတော့ကားတော်ငှားလို့မရဘူးကားတော်ဒီ location နေအောင်မသိဘူးပေါ့မသိတဲ့အခါကျတော့ အာပြောရမယ်ဆိုရင် luggage တွေကစသူကဒီဟိုအလို80 degree လောက်စောင်းနေရပေါ့တောင်ကုန်းကတောင်ကုန်းကအဲ့တော့အဲ့ဒီပေါ်ကို luggage တွေကိုအလိုဖြောင်းမြန်ပြင့်တင်ပြီးတော့အာသုံးယောက်သားပေါ့နော်အာသွားခဲ့တယ်သွားပြီးတော့သူကအတော်လေးပဲထားထားတာထားပြီးတော့အဲ့လိုမျိုးအိတ်ခမ်းလေးတွေပေးထားတာပေါ့နော်ဆိုတော့အဲ့ဒီမှာတဲတယ်ပေါ့တဲတဲ့တဲပြီးတော့ညနေကျတော့ဒီအာ oppa lishin song ပေါ့နော်သူကနေပြီးတော့ဝိုင်းလေးတို့ညစာကြည့်ဖို့အတွက်လာခေါ်တယ်လာခေါ်တဲ့ချိန်ကျတော့မှအဲကားလဲ ကားလဲတော်တော်ခက်ခဲတာပဲတဲ့ဘာလို့အဲ့ဒီနေရာကြီးတဲတာလဲပေါ့သူတို့ကအဲမဟုတ်ဘူးကိုကလည်းအာဒါမပြောဘဲနဲ့အားနာလို့ဒီအိမ်လေးကိုပဲငှားလိုက်တာရတယ်ငါတို့အဆင်ပြေတယ်ဘာမှမဖြစ်ဘူးဆိုပြီးတော့ပြောတယ်ပေါ့အပြောပြီးတော့အမ်သူကလည်းအားနာတာပေါ့နော်ကိုယ့်နိုင်ငံကိုလာတဲ့ artist တယောက်ကိုတဲ့ဒီလိုမျိုးဟိုသူကကောင်းကောင်းမွန်ဒီထက်ပို့ပြီးတော့ထားကျင်တာတဲ့ဘာမှလည်းမပြောဘဲစီစဉ်ထားတယ်ဆိုပြီးတော့သူကအရန်အဲ့ဝစ်ချင်ရယ်အဲ့တော့အဲ့ဒင်နာမှာပဲမန်လေးတို့ဒီတင်းဆောင်ရေးပေးတဲ့ producer Mr. Kim ပေါ့နော်သူက ီ Galaxy Star မှာလည်းသူဒိုင်းလုတ်ခဲ့တယ်မြန်မာနိုင်ငံအောင်လာခဲ့တယ်ပေါ့နော်ဆိုတော့အဲ तू ကနေပြီး तू ကအဲ့ဒီဒင်နာကိုရောက်လာခဲ့တယ် तू ကလည်းဒီတင်ဆောင်ရေးထားတဲ့ဒီမှာဆိုတဲ့မြန်မာ artist ကဒီမှာလာတယ်ဆိုတော့လာတွေ့တာပေါ့လာတွေ့ရင်းနဲ့ဝမ်လီတို့ဆက်ဆက်ပြီးတော့ပြောဖြစ်ကြတာပေါ့နော်ဝမ်လီရဲ့တချင်းလေးကိုအာလာသွင်းတာဆိုပြီးတော့ပြောတော့ဟဲ့အဲ့ဒါဆိုလို့ရှိရင်တဲ့ငါရဲ့ studio မှာလာသွင်းမှာလားတဲ့ငါမင်းကိုတဲ့ studio တွေရော provide လုပ်ပေးမယ်တဲ့နောက်ဖြန့်ချီနေလဲမင်းကိုချိတ်ပေးမယ်တဲ့ဆိုပြီးတော့ပြောတော့အယံဝမ်းတာပါပေါ့နော် အဲ့ဒီညနေမှာလဲဝမ်လီတို့ဒင်နာဆိုင်နဲ့ဝမ်လီရှင်ထဲမှာလေအရန်ကိုဟိုပျော်တာပေါ့နော်အဲ့တော့အဲ့ဒီနောက်တနေ့မှာတော့အဲသွားလဲဖို့မင်းတို့ကားရှိလားပေါ့တကယ်လို့ကားမရှိဘူးဆိုလဲရတယ်ငါမန်နေဂျာနဲ့ကားလွှတ်လိုက်မယ်ဆိုပြီးတော့သူကတောက်လျှောက်ဒီစိုးမျိုးဟာစိုးတာဝါတွေရောအကုန်လုံးလိုက်ပို့တာပေါ့လိုက်ပို့ပြီးတော့ဒီနန်းတွင်းမှာလဲဓပုတ်နေရိုက်ခဲ့နော်ဆိုပြီးဓပုတ်နေရိုက်ခဲ့ကြတယ်ဟန်ဘုတ်ကလေးတွေနဲ့ပေါ့နော်ရိုက်ပြီးတော့ဝမ်လီတို့စတူဒီယိုသွားခဲ့ကြတယ်သွားတော့ သူ studio อ่ะဆိုလို့ရှိရင်ဒီ K-pop idol တွေပေါ့เนาะတော်တော်များများ twin เนี่ย studio ဖြစ်နေอ่ะပေါ့เนาะไอ้ studio မှာဆိုလဲအကြီးကြီးပဲပြီးတော့ grand piano ကြီးဆိုလို့ရှိရင်လည်းဒီ studio ခန်းထဲမှာထားထားတယ်ဆိုတော့အဲ့ဒီပရိသတ်တွေอ่ะဝမ်လေးရိုက်ထားတယ်အမှတ်တရဓာတ်ပုံတွေတွေ့ရင်အဲတိမာပါဝမ်လေးလည်းအရန်ပျော်သလိုဝမ်လေးရဲ့ဝမ်လေးကိုအားပေးနေတဲ့ fan တွေအတွက်လည်းအရန်ဟိုစူးစမ်းပြချင်ခဲ့ရပေါ့เนาะအဲ့တော့အဲ့ဒီအချိန်မှာဝမ်လေးကိုရီးယားသချင်းလေးကိုစပြီးတော့လက်ခံမိသားချင်းလေးကိုကိုရီးယားလိုစဆူတယ် အဲလီရှင်ဆောင်ကနေပြီးတော့မှ Google Guide လုတ်ပေးခဲ့တယ်အာပြီးတော့သူတို့တွေအကုန်နားထောင်ပေးရပေါ့နော်ဟိုဘက်အခန်းကနေအဲ့တော့ဝိုင်းလေးဟိုဘာသာပြန်ပြီးတဲ့ညီမလေးပြောတာကတော့အတန်သွင်းနေတဲ့အချိန်မှာပဲသူတို့ကအာအရန်အရန်သူတို့သဘောကျတယ်ပေါ့နော်ဒီလို foreigner တယောက်ကကိုရီးယားဘာသာစကားနဲ့ဒီလိုမျိုးကြိုးစားတယ်အဲသူတို့ဘာသာစကားကိုလေးလေးနက်နက်နဲ့ထားပြီးတော့ဆိုပေးတယ်အတန်လည်းအရန်ကောင်းတာပဲဆိုပြီးတော့သူတို့တောက်လျှောက်ချီးကျူးနေတယ်တဲ့ဆိုပြီးတော့အဲအဲ့တော့အဲ့တချင်းလေးပြီးသွားတဲ့အချိန်မှာ အရန်ကိုလေဟိုမျက်ရည်တွေလည်းဝဲတယ်အာရင်တွေလည်းအရန်တုံပြီးတော့အရန်လည်းပျော်တယ်ပေါ့နော် အပ်ပြီးတော့ရန်ကုန်ပြန်ရောက်တဲ့အချိန်မှာနောက်ထပ်အမှတ်တရတစ်ခုအနေနဲ့ပေါ့နော်အဲဒီကိုရီးယားက YouTuber တွေဖြစ်တဲ့ Thabanam TV ဆိုတဲ့ channel ကဒီ YouTuber နှစ်ယောက်ပေါ့နော်သူတို့နှစ်ယောက်ဆိုလို့ရှိရင်အာမြန်မာပြည်ကပြည်သက်တွေတော့သိလိမ့်မယ်တနခါလိမ့်နဲ့အဲတနခါလိမ့်နဲ့ကောင်းကြီးများဆိုပြီးတော့အဲဒီ page လေးရှိရပေါ့နော်သူတို့တွေကမြန်မာပြည်ကိုချစ်တော်မြန်မာအစားအစာတွေမြန်မာအကြောင်းအရာတွေကိုသူက sharing အများလုပ်ပေးနေတဲ့သူတွေပေါ့အာသူတို့ကနေတစ်စင်ဝိုင်းလေးကိုအာဒီ reaction video လေးလုပ်ပေးခဲ့တယ်။အဲဝမ်လီရဲ့တချင်းဒီ guitar link ပူသားဆိုတဲ့တချင်းလေးအပြင်ဝမ်လီရဲ့တခြား cover song လေးတွေကိုသူတို့ reaction video လေးရိုက်ပေးကြတယ်ပေါ့နော်။အဲ့တော့သူတို့ရိုက်ပေးလိုက်တဲ့အခါမှာသူတို့လို့လို့ video လေးလုပ်လိုက်တဲ့အချိန်မှာဝမ်လီရဲ့အာ fan တွေကပို့ပြီးတော့ပျော်ရသလိုပြီးတော့ဒီ international fan တွေနောက်ပြီးတော့ဒီ ASEAN Fantasy အရုံးကအာဝမ်လီဆိုပြီးတော့တောက်လျှောက်ပေါ့နော်ဟို fan တွေ ရလာခဲ့တယ်ပေါ့နော်အဲဝိုင်းရဲ့ YouTube မှာဆိုလို့ရှိရင်တော့ကြည့်လို့ရပါတယ်အဲ့ဒီမှာဆိုရင်တို့ဒီ ASEAN Fantasy ကနေပြီးတော့မှအသတိထားမိတဲ့ fan တွေရောနောက်ပြီးတော့ဒီတို့ရဲ့အဲ channel က reaction လုပ်ပြီးတော့ရလာတဲ့ပရိသတ်တွေလည်းအဲတိုးလာတယ်ပေါ့နော်ဆိုတော့အဲ့ဒီလက်ခံမိသားစုချင်းလေးကတော့တကယ်ကိုကိုဘွားအတွက်ကိုကြည်နူးပီတီစရာပီတီဖြစ်စရာမှတ်တိုင်လေးတစ်ခုအနေနဲ့ဒီဘွားတစ်ခုလုံးလို့တော့ပြောလို့ရတယ်ပေါ့နော်အဲ့တော့တချင်းကြီးပဲတည်တတ်မဟုတ်ပဲနဲ့ကိုဘွားကြီးတစ်ခုလုံးပုံထင်ဟက်စေတဲ့တချင်းလို့လည်း တတ်မှတ်ချင်ပါတယ်ဒီလက်ခံမိသားစုချင်းလေးကိုလည်းဘယ်ရောက်ရောက်အမြဲတမ်းတောင်းပြီးတော့နားဆင်အားပေးနေကြသေးတဲ့ပြည်သက်တွေကိုလည်းတကယ့်ကိုအာဒီနေ့ကနေကျေးဇူးတင်တယ်လို့ပြောချင်ပါတယ်ဒီတော့ဝမ်လေးရဲ့အာကိုရီးယားဘာသာစကားနဲ့ပြန်ပြီးတော့မှထုတ်လုပ်ထားတဲ့အာဂီတာလင်းဗိုတာဆိုတဲ့တခြင်းလေးကိုလည်းပြည်သက်တီကနားမထောင်အောင်သိလို့ရှိရင်ဝမ်ရဲ့ YouTube မှာတော့ရအောင်နားဆင်အားပေးပါဦးเนาะ ဒီတစ်ခါပြပြပြီးသွားတယ်လက်ခံမိသားဆိုရယ်တခြင်းနဲ့ပတ်သက်တဲ့အကြောင်းအရာလေးကိုပိတ်သက်တည်းကတည်ပြီးပြီလို့ထင်ပါတယ်။နောက်ထပ်အပိုင်းလေးတွေမှာလည်းဝိုင်းလေးကဝိုင်းလေးအတွက်အမှတ်တရဖြစ်တဲ့တခြင်းလေးတွေကိုလည်းဆက်ပြီးတော့ပြပြပြီးသွားမှာဖြစ်လို့နောက်အပိုင်းလေးတွေကိုလည်းဆက်လက်စောင့်ကြည့်အားပေးပါအောင်နော်။အလုံးမေတ္တာ။အကျဉ်းအမှန်ရင်တစ်ချိန်မှာရင်ခုန်တန်းတွေနှီးခွေရမှာပါ။